မိန်းကလေးတယောက်အိမ်မှာရှိတဲ့ပန်းအိုးတစ်လုံးကိုရုတ်တရက်သတိထားမိလိုက်တယ်။အဲ့ဒီပန်းအိုးကဘလောက်ပဲရေထဲထဲရေကိုမထိနိုင်မှန်းသူသိလိုက်တယ်။ဒါကြောင့်သူကပန်းအိုးကိုရေပိုက်အောင်မှာထားထားလိုက်တယ်။ဒါပေမဲ့မနေ့ကမှနိုးလာတဲ့အခါအိမ်ချမ်းမြေကဖုံးဆက်လာပြီးမင်းညားကရေတန်ချိန်တရားလောက်သုံးသွားတယ်လို့ပြောလာတယ်။အဲ့ဒီအချိန်မှာပဲရှေးခေတ်စစ်ကန်တစ်ခုမှထူးဆန်းစွာပဲပန်းအိုးတစ်လုံးကရေတွေကိုအဆက်မပြတ်ထုတ်ပေးနေတယ်။ရေပြက်လက်နေတဲ့စစ်သားတွေကဒါကိုမြင်ပြီးအယံပျော်ရွှင်သွားကြတယ်။သူတို့ကဒါကိုကောင်းကင်ကပေးတဲ့လက်ဆောင်လို့ထင်မှားခဲ့ကြတယ်။ အလင်းစလိုရေပိုက်ကိုပိတ်လိုက်တယ်။ဒါပေမဲ့ပန်းအိုးကိုကြည့်လိုက်တော့ရေတစ်စက်တောင်မရှိတော့ဘူး။ဒါနဲ့သူကကြံနေတဲ့အစားအစာတွေကိုပန်းအိုးထဲထည့်လိုက်ရမှာခဏလေးတွင်အဲ့ဒီအစားအစာတွေပျောက်ကွယ်သွားတယ်။စစ်သားတွေကရေပိုက်ပိတ်လိုက်တာကိုဝမ်းနဲ့နေချင်းဒုတိယပန်းအိုးတွေကအစားအစာတွေတစ်ခုပြီးတစ်ခုထွက်လာတယ်။လက်ထဲမှာထမင်းတွေကိုကင်ကြည့်ပြီးစစ်သားတွေပြောရှင်သွားကြတယ်။အရသာခံကြည့်ပြီးဒါကိုလက်ဖျားတွေရဲ့လက်ဆောင်လိုထင်လိုက်ကြတယ်။ ဒါကြောင့်ဘိုလ်ချုပ်ကနတ်ဖျားတွေကိုကျေးဇူးတင်နဲ့စာတဆောင်ရေးပြီးစာကိုမီးရှို့ကပန်အိုးနဲ့ထည့်လိုက်တယ်။ဒါပေမဲ့မင်းကလေးစီရောက်လာတဲ့အခါမီးပိုးမဲတွေပဲကြံခဲ့ပြီးကြံတဲ့မီးကြံလေးတွေကကော်စောကိုမီးလောင်မလို့ဖြစ်သွားတယ်။အင်းမြင့်ကွင်းကိုမြင်တော့မင်းကလေးအတော်လေးဒေါသထွက်သွားပြီးပန်အိုးကိုသူ့အိမ်ကိုအမိုက်ပုံလိုတုံးနေတယ်လို့ဒေါသတကြီးဆွဆွဲလိုက်တယ်။ဒါကိုလက်စားချေဖို့သူကအိမ်မှာရှိတဲ့တက်တန်းကုန်သွားတဲ့အစားအစာတွေကိုတွတ်ဆုံမနေပဲပန်အိုးနဲ့ပြစ်ထည့်လိုက်တယ်။ဒါပေမဲ့ဒီလုံရက်ကစစ်သားတွေကိုအန်အောစိတ်လှရှားစီမှန်းသူမသိခဲ့ဘူး။တာမန်အတင်းစားခောက်ဆွဲလို့အရာတွေကိုရှေးလူတွေကယတနာလိုတံပိုးထားကြတယ်။ ဒါပေမဲ့ဒီစားစာတွေကမြို့ထဲကလူတွေနဲ့စစ်သားတွေကိုဗိုက်ပြေအောင်ကျွေးဖို့မလုံလောက်ခဲ့ဘူး။ဒါကြောင့်ဘူချုပ်ကမင်းကလေးကိုအကူအညီတောင်းတဲ့စာတစ်ဆောင်ရေးလိုက်တယ်။